ဂျာမနီနဲ့ယူကရိန်းနိုင်ငံတို့ကတာဝေးပြစ်လက်နက်တွေပူရဲထုတ်လုပ်ဖို့သဘောတူလိုက်တယ်လို့သိရပါဗျ။ဂျာမနီဝန်ကြီးချုပ် Fredis Mars နဲ့ယူကရိန်းသမ္မတဇလန်စကီတို့ဟာမနေ့ကဘာလင်မြို့တော်မှာတွေ့ဆုံပြီးအနောက်နိုင်ငံတွေရဲ့အပြစ်ခံရစဲဖို့တောင်းဆိုချက်ကိုပယ်ချကယူကရိန်းအပေါ်တိုက်ခိုက်မှုတွေအရှိန်မြင့်လှုံ့ဆော်နေတဲ့ရုရှားနိုင်ငံနဲ့ထိတွေ့ဆက်ဆံမဲ့နိလန်းတွေကိုဆွေးနွေးခဲ့ကြပါဗျ။ရုရှားရဲ့ယူကရိန်းပေါ်တိုက်ခိုက်မှုတွေဟာ ငြိမ်းချမ်းရေးမလိုလားတာကိုပြသနေတယ်လို့တွေးဆမှုအပြီးပူရန်သတင်းစာရှင်းလင်းပွဲမှာ Fredis Mas ကပြောပါရယ်ရုရှားနိုင်ငံကိုဖြစ်နိုင်ပွင့်ရာဖိအားပေးမှဖြစ်ပြီးယူကရိန်းရဲ့ကာကွယ်ရေးကိုမြင့်တင်မဲ့တာဝေးပြစ်လက်နက်တွေပူရန်ထုတ်လုပ်ဖို့သဘောတူခဲ့တယ်လို့ဇလန်စကီကပြောပါရယ်ဂျာမနီကထောက်ပံ့ထားတဲ့လက်နက်တွေကို သုံးပြီးယူကရိန်းကိုရုရှားပိုင်နဲ့တိုက်ခိုက်ခွင့်ပြုမယ်လို့ Fredis Mas ကဆက်ပြောပါရယ် ဂျာမနီကယူကရိန်းကိုအကွာအဝေးကီလိုမီတာ900ချီရောက်ရှိနိုင်တဲ့ Torres ဒုံးကျည်တွေထောက်ပံ့ရေးကို တွဲဆုံမှုတွင်အ धिक ဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ရုရှားသမ္မတပြောရေးဆိုခွင့်ရှိသူ Dmitry Pavshov ကဂျာမနီနဲ့ယူကရိန်းကြားသဘောတူညီချက်ကိုဝေဖန်ခဲ့ပြီးငြိမ်းချမ်းကြိုးပမ်းမှုတွေကိုအဟန်တားဖြစ်စေတယ်လို့ပြောပါဗျ။ရန်စားတဲ့လုပ်ရက်တွေနဲ့အခက်အခဲတွေရှိလင့်ကစားရုရှားနိုင်ငံကငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆက်လုပ်နိုင်ပြီး ရုရှားနဲ့ယူကရိန်းကဒုတိယကြိမ်ဆေးဆက်ညှိနှိုင်းမှုတွေပြုလုပ်ကာနားလည်မှုစာကြုံလွှာတွေလဲလှယ်နိုင်ဖို့မျှော်လင့်တယ်လို့၎င်းကဆိုပါတယ်။ရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွေဟာမေလ16ရက်ကတူရကီနိုင်ငံမှာတိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဝါတပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေတွေကမြန်မာကနေထိုင်းနိုင်ငံကိုမူရစ်စေးဝါးတွေမှောင်ခိုပြုလုပ်ရအဓိကနေရာတစ်ခုဖြစ်ပြီးထိုင်းနိုင်ငံကကင်တွယ်ဖြည့်ရှင်းဖို့လိုအပ်တယ်ဆိုတော့ ထိုင်းဝင်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝက်ရဲ့ပြောကြားချက်ကိုဝါတက်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကအခြေမြင့်မရှိဆွဆွဲချက်တစ်ခုအဖြစ်ပယ်ချလိုက်ပါတယ်။ဝါနယ်မြေကနေမူရင်စည်းဝါးတွေလာတယ်ဆိုတာမူရင်စည်းဝါးကုံသွဲမှုမှာဝါတက်ဖွဲ့ပါဝင်တယ်လို့ဆိုလိုတာမဟုတ်ဘူးလို့၎င်းကဆက်ပြောပါတယ်။ကျွန်တော်တို့ကနေဆက်ဒေသမှာနေထိုင်တာဖြစ်လို့ပြည်တွင်းကမူရင်စည်းဝါးအမှန်ခိုးကူးမှုတွေဟာနေဆက်ကိုမြေကြီးလက်ခတ်မလွဲဖျက်ဆီးမှဖြစ်ပါတယ်လို့သူကဆိုပါတယ်။ ထိုင်းနိုင်ငံကမူရစ်ဆေးဝါးနှိမ်နှင်းမှုပြုလုပ်ရာမှာရန်သူတွေကိုတနာညံတာမှုမပြသင့်ဘူးလို့မူရစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ယုံမှတက်စင်ကပြောပါရယ်ထိုင်းအစိုးရကမြန်မာစစ်ကောင်စီကိုတလသို့မဟုတ်နှစ်လအတွင်းမူရစ်ဆေးဝါးပြဿနာကင်တွယ်ရေးတွန်းအားပေးဖို့တက်စင်ကတိုက်တွန်းခဲ့ပြီးမောင်မြန်မာကဓာတ်ရိုက်ချောင်းဝင်ဆွတ်ဖက်ဖို့လိုအပ်မှာဖြစ်ကြောင်းမူရစ်ဆေးဝါးထုတ်လုပ်မှုဆက်ရှိနေပါကရန်လိုတဲ့လုပ်ရက်ဖြစ်တတ်မှတ်ရမယ်လို့၎င်းကဆိုပါရယ် ထိုင်းဆိုရရဲ့မူရစေဝါတိုက်ဖြတ်ရေးအတွက်အသုံးဝင်တဲ့လက်တွေ့ကျတဲ့ဘလို့တရင်အချက်လက်မျိုးကိုမဆိုအမြဲကြိုဆိုတယ်လို့ထိုင်းဝင်ကြီးချုပ်ဖေထောင်တန်ရှင်နာဝထရာကပြောပါရယ်ထိုင်းနိုင်ငံရဲ့မူရစေဝါတိုက်ဖြတ်ရေးမှာအထောက်အကူဖြစ်စေနိုင်တဲ့သတင်းပေးတွေကိုအခြေခံပြီးထိုင်းရဲ့တပ်ဖွဲ့ဟာမူရစေဝါဖမ်းဆီးရမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သူကဆိုပါရယ်မြန်မာနိုင်ငံရဲ့မူရစေဝါထုတ်လုပ်မှုအခြေအနေပေါ်တက်စင်ရဲ့အကဲဖြတ်ချက်ကို တမဆက်တက်ကတူအရှိတောင်အာရှလေးလိုင်းဌာနကသူတေတီတွဲဖက်ပါမောက်ခဒူလီယန်ဘက်ပရီချာ့ချ်ကထောက်ခံခဲ့ပြီးဝါတက်ဖွဲ့ဟာထိုင်းနိုင်ငံအတွက်ချင်းချောက်မှုတစ်ခုလို့ပြောဆိုလိုက်ပါတယ်